ဘောပါလာရဲ့စတိုးဆိုင်ကိုမီးရှို့နိုင်တယ်လို့ရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကာဝါစကီထုတ်ဇက်အိတ်တန်းအားမာငွေနဲ့ဆိုရင်300တန်ဖို့ရှိတဲ့ဆိုင်ငယ်တစ်ထောင်စီစီကျွန်တော်ဆုချပါမယ်ဝါဝါလိုင်းဆိုင်ကိုမဝယ်ကြပါနဲ့တခေါ့မိတယ်ဒီမိမရိုက်တယ်မပြောဘူး ဟောသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးတတ်ဆိုင်အောင်အကြောင်းကြားဟဲ့လားအဲအမအကိုလည်းပြောချင်တာလေအဲ့လောက်ထိလုံးဖို့လိုလို့လားအလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ကိုတုံးလုံးစီတဲ့လှိုင်းသားရမျိုးနယ်က Twitter သူ store ဆိုင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးရာဇဝတ်မှုမြူဆွေမှုအခြေအနေအထိရောက်ရှိလာပုံနဲ့ဥပဒေရေးရာနောက်ဆုံးအခြေအနေကိုအသေးစိတ်ဝေဖန်တုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Twitter သူအထယ်ဆိုင်နဲ့အထယ်ဆိုင်နဲ့စတိုးဆိုင်ပုံကျုပ်လမ်းမပေါ်တဲ့ဆိုင်အမှတ်တစ်ခေါ် 89မြင်းဆောင်10ခေါ်88ဟုတ်ကဲ့စတိုးဆိုင်ပိုင်ရှင်ကတော့ဝါဝါလိုင်းပေါ့နော်ဟုတ်ကဲ့ဝါဝါလိုင်းဆိုင်ဟိုမွေကြပါနဲ့เนาะကျေးဇူးပြုမွေကြပါနဲ့ကိုချင်းစာစိတ်ရှိရင်တော့မွေကြပါနဲ့ဝါဝါလိုင်းရဲ့စတိုးဆိုင်ဟိုမီးရှို့နိုင်တဲ့လူရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျဝါဝါလိုင်းရဲ့ဆိုင်ပြကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ ကာဝါစကီထုတ်ဇက်အိတ်တန်းအားမြန်မာငွေနဲ့ဆိုရင်တင်း400တန်ဖို့ရှိတဲ့ဆိုင်ငယ် Oh my god တစ်ထောင်စီကျွန်တော်ဆွချပါမယ်ဘတ်ငွေ2000ကျော်မြန်မာငွေ30ကျော်40နီးပါးရှိတဲ့ GoPro เนาะတင်း20ကျော်ရှိတဲ့360တင်း30ရှိတဲ့အုတ်ထုတ်တစ်လုံးကျွန်တော်ဆွချပါမယ်လုံးဝပြကြပါပြီဆိုရင် မြန်မာငွေ390ဆိုင်ငယ်တစ်စီးအုတ်ထုတ်တစ်လုံး GoPro ပြီးတော့360ကင်မရာလက်အိတ်တရားစကျွန်တော်တကယ်ဆုံးချပါနော်ကျွန်တော်ယောက်ျားစကားနော်ဝါဝါလိုက်နအိုမာကြီးဝိမလဲပါစီနဲ့ခလေးနာခံကြည့်ပြအမျိုးသမီးတစ်ယောက်ကိုတခိုးပါလို့ဆွဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ ကျွန်တော်ဒီကနေပြီးတော့မေတ္တာလက်ဆောင်လေးပေးမယ်ခမား နားလဲဖို့ခမားသီးဖို့နံပါတ်1ချက်နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခမားကပစ္စည်းခိုးပါတယ်လို့ပြောတယ်။ဘာခိုးတယ်ဆိုတာကိုခမားအတိအလင်းမပြောဘူး။လက်ထဲမှာလည်းဘာမှ မတွေးရဘူး။ဒါလည်းဟုတ်တယ်နော်။ သူ့ရဲ့လက်ထက်မှာလည်းဘာမှမတွေးရဘူးခမည်းခိုးပါတယ်လို့စစ်ဆိုရနံပါတ်၄ချက်အသီးဖြတ်မှုသူ့လက်ထက်မှာဘာမှမတွေးရဘူးခိုးတဲ့ပစ္စည်းကိုလည်းခမည်းမပြနိုင်ဘူးနံပါတ်၄ချက်နံပါတ်၄ချက်ခမည်း၎င်းအမျိုးသမီးကိုသပင်ဆွဲပြီးတော့ပေါ့ရိုက်တယ်တမန်နာကျင်စင်မှုတာမန်နာကျင်စင်မှုဆိုတော့ကပုံမှန်323 ပုံမှန်323နဲ့သုံးရပမာဏာကျင်စဉ်မှုထောင်တန်တစ်နှစ်ခမောဘေးမဲ့မေတ္တာလက်ဆောင်ကထောင်တန်တစ်နှစ်ကဲငွေတန်ပြီးပြီးချမှတ်ခံရမှာနဗတ်နဲ့ကျဒီမျိုးသမီးကိုခမောသဘေးဆွဲပရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်းလောက်တဲ့ကိစ္စအတွက်66ကြာကြီး နှစ်နှစ်တည်းမပူသောထောင်တန်ငွေတန်အသည်တီးကိုချမှတ်ခံရောင်းနောက်တစ်ချက်ကခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှု ခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှုတ်နှစ်ယောက်စလုံးကိုကတ်တုတ်တာလေခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှု ပုံမှန်တရားကာကြီးအရာထောင်တန်တလကနေ6လ ထိချမှတ်နိုင်တယ်ချမှတ်လို့ရတယ်အဲ့တော့ခမောင်းကိုပေးခြင်းနဲ့မစိတ်ကအဲ့ဒီပုံမှန်လေးတွေပါပဲခမောင်းကသူ့ကိုတခိုးလို့ဆွဆွဲတယ်သူ့ရဲ့လက်ထက်မှာလည်းလက်ဝဲပြတာတခိုးမှမတွေ့ရဘူးခမောင်းဆွဆွဲတဲ့အခင်ကဏ္ဍမှာခမောင်းကျူးလွန်လိုက်တဲ့အမှုက၃ခုရှိတယ်ခမောင်းကျူးလွန်လိုက်တာနော်၃ခုရှိတယ်နံပါတ်1တမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါ့ကိုရိုက်တယ် နံပါတ်1ကလေးတငယ်နှိမ့်ဆက်ညံပါမှုကလေးကိုကျုံးနဲ့တုပ်တယ်နံပါတ်3ဒီအမျိုးသမီးကိုအချက်တပွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့ line မော်တင်တဲ့ကိစ္စ66ဂါကြီးခမရအမှု3ခုကိုကျူးလွန်ထားပြီးခမရကိုပြောခြင်းနဲ့ message ပေးခြင်းနဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲအဲ့ဒီမှာဒီအနည်းနဲ့မှရှိတဲ့ပုံပုံတွေအားလုံးကနေပြီးတော့တငယ်ချင်းတို့ကြီးမင်္ဂလာပါအမစကားလေးနဲ့လည်းပြောခြင်းမနက်ကမြင်ရတဲ့မြင်ခွင့်ရမြင်ခွင့်မလှဘူး နော်တခေါ့ကိုမိတယ်ဒီမိမရိုက်တယ်မအပြစ်မပြောဘူးဩသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးသက်ဆိုင်အောင်အကြောင်းကြားအဲ့လားကျမဆိုင်မှာဝင်ခိုးလို့ကျမဒီမိမကိုကျမစိုက်လိုက်မှမနဲ့ကျမလုံးမိတယ်ဖြစ်စည်းခိုးယူသည်ဟုဆွဆွဲကအမျိုးသမီးတဦးနှင့် ကလေးငယ်ကိုဆိုင်ရှင်ကညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ရုပ်တံဖိုင်ပြန့်နှံ့ခဲ့ပြီးနောက်ဆိုင်ကိုမိရှုပ်ပေးနိုင်သူကိုမြန်မာငွေ350စုချမည်ဆိုတဲ့ပြင်းထန်တဲ့ပြောဆိုမှုများထွက်ပေါ်လာတာကိုကြည်ကျင်းအားဖြင့်လူလူရဲ့ဒေါသအရှင်ဟာဘလောက်အထိမြင့်တက်နေလဲဆိုတာထင်ရှားပါတယ်။လက်ရှိအခြေအနေအရရိုက်နှက်သူဆိုင်ပိုင်ရှင်မျိုးသမီးနဲ့ပစ္စည်းခိုးယူသူတာမီအတော်နဲ့တူမနှစ်ဖက်လုံးကိုရဲစခန်းမှာထိမ့်သိမ့်စစ်ဆေးနေပါတဲ့ဥပဒေရှုထောင့်အရကြည့်မယ်ဆိုရင်ဆိုင်ရှင်ရဲ့အမား ဥပဒေမဲ့ကိုယ်တိုင်စီရင်မှုဆိုင်ပိုင်ရှင်ဟာပစ္စည်းခိုးယူတဲ့ပြစ်မှုကိုရဲစခန်းကိုအနှံ့မဲ့အစားကိုယ်တိုင်ရိုက်နှက်ပြီးကလေးငယ်ကိုပါကျူးတုပ်ခဲ့တဲ့အတွက်ကလေးတငယ်ခွင့်ရင်းများဆိုင်ရာဥပဒေဆက်သွယ်ရေးဥပဒေပုံမှ66ကနဲ့အခြားပြစ်မှုများဖြင့်အရေးယူခံရမယ့်အခြေအနေကိုရင်ဆိုင်နေရပါတယ်ဒေတာခန့်ချတို့ရဲ့အဆိုအရဆိုင်ရှင်ဟာရခင်ကပစ္စည်းများခိုးယူခံရဘူး၍စိတ်တူဒေါသထွက်ခဲ့ခြင်းဖြစ်တော်လဲဖြေရှင်းပုံလဲသွားခြင်းဖြစ်ပါတယ် ခိုးယူသူ၏အခြေအနေစာနာမှုရှုထောင်းရိုက်နှက်ခံရသူအမျိုးသမီးသည်စာဝတ်နေ၏ခက်ခဲသောမိခင်ဖြစ်ပြီးပါလာသောကလေးငယ်မှာပိုလီယိုဝေဒနာခံစားနေရသူဖြစ်ပါတယ်။ဒါကြောင့်လူမှုကွန်ရက်မှာခိုးယူသူကိုကီသူအများစုကစာနာထောက်ထားမှုများပြသနေပြီးပရဟိတအဖွဲ့အစည်းများကလည်းကူညီဆောက်ရှောက်မှုများပြုလုပ်ပေးရန်ကြိုးပမ်းနေကြပါတယ်။လက်ရှိမှာပြည်သူတွေဟာခိုးယူသူထက် နှိပ်စက်ခဲ့သူကိုပြင်းပြင်းထန်ထန်အရေးယူဖို့တောင်းဆိုနေကြပြီးဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ property point ဆင်းရဲနွမ်းပါမှုကနေအမျက်ထုတ်ခြင်းပြဿနာတွေလည်းရှိနေတာကြောင့်နှစ်ဖက်လုံးရဲ့ဥပဒေကြောင့်အရအဆုံးသက်ကိုစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာတိုက်မိပါတခိုးသည်သူခိုးတယ်မှန်ကန်တယ်သူကလည်းပြောတယ်ခလေးဆေးဖို့မရှိလို့သူလောက်တယ်တက်ဆိုင်ရအဖွဲ့စည်းတွေသူ့ကိုလာခေါ်သွားလိုက်မယ် အရေးကြီးပါမယ်။နေရာလည်းမချစ်နိုင်သက်ဆိုင်ရာအဖွဲ့သီးတွေကျွန်မပစ္စည်းပါခိုးတယ်။ဒီတစ်ခါတော့တိုင်ချက်ဖွင့်။ဟုတ်တယ်နော်။နေအခုရိုက်နေတာကြီးကမြင်ကွင်းတိတ်မလှအောင်။မြင်လို့ကြည့်လို့လည်းမကောင်းအောင်။စိတ်ထားလည်းမကောင်းအောင်။အဲ့လောက်ကြီးမလုပ်ပါနဲ့။ငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်။နေမတရားလုပ်နေတာကိုငါမြင်လို့ပြောတာ။ဟုတ်လားဟက်ကောင်မကြီးရဲ့။လူပါတိတ်မဝနဲ့ကောင်မကြီး။အဲ့လောက်ပဲငါပြောမယ်။ဒီဗီဒီယိုကိုမြင်မြော့လေကျမတို့တော့စိတ်မနာဘူး။ တကယ်တကယ်ဟိုစိတ်မကောင်းဖြစ်တာဘလို့မှခံစားလို့မရအောင်အဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလှုပ်ဖို့လိုလို့လားအဲ့လောက်ထိလှုပ်ဖို့လိုလို့လားကျွန်မလည်းဈေးသေးပါပဲကျွန်မလည်းဈေးသေးပဲဒီလိုဒီလိုမျိုးခိုးတာပါညာလေလူတိုင်းကြုံတွေ့ရတဲ့အရာဒါပေမဲ့အဲ့လောက်ထိလှုပ်ဖို့မလိုဘူးမရဲ့ဘလို့ပြောမလဲကိုမကျင့်တော့ဘူးလားရဲအဲ့ရဲလက်ထဲကိုအဲ့လိုက်ရဲရ ူကသူဆက်လုပ်သွားလိမ့်မယ်အဲ့လောက်ထိနှိမ့်ဆက်ဖို့မလိုဘူးပြီးတော့ခလေးပါတယ်သာသမီချင်းကိုကျဲစာနော်ခလေးငယ်လေးပါတယ်မြင်ရတွေ့ရတာတော်တော်အဆင်မပြေဘူးဟုတ်တယ်လာခိုးတယ်လာခိုးတာမိသွားပြီဆိုရင်လိုင်းမတင်ချင်တယ်မလားအမတင်လို့ရတယ်မတင်နဲ့လို့မပြောဘူးတင်လို့ရတယ်သူ့ရဲ့မျက်နှာသူ့ကိုပဲဗီဒီယိုရိုက်လေခလေးကိုမရိုက်နဲ့သူ့ကိုပဲဗီဒီယိုရိုက်ပြီးတော့ဒါကတော့ကျမတို့ဆိုင်မှာဒီလိုဒီလိုလာခိုးပါတယ်အမလက်ပါစရာအကြောင်းမရှိဘူးလေရဲလက်ထဲအလိုက်ရဲကသူ့ဟာသူသူ့ရဲ့ တာဝန်ဝတ္တရားတိုင်းလုံးလိမ့်မယ်အမအဲ့လိုမျိုးတွေရှင်နေပူနဲ့ပတ်မယ်လို့အသားကြီးစီးထုံမယ်လို့နေပူထဲမှာတတိုင်ကြီးမှာခလေးရောလူကြီးရောချိုးချီရတာရဲ့အဲ့လိုက်ရလှုပ်စရာမလုံးလေအမမကျင်တယ်ဟုတ်မလားအဲ့ညာမင်းရဲခေါ်ပြီးရဲလက်ထဲရောတခါတည်းအဲ့လိုက်ပြီးွားပြီးလိုင်းမော်ဒီကျင်တယ်မလားတင်တင်လို့ရတယ်အဲ့လိုရိုက်နှက်စရာမလိုပေါင်ကြီးကိုဒီလိုမျိုးခြေလောက်ကြီးကိုနင်းထားပြီးသပင်ကိုဆွဲထားတာအရန်ကြည့်ရရုပ်ဆိုးတယ်လို့ပြောမလားအခုကလေအိုက်ဗီယိုဖိုင်ကိုကြည့်ရတဲ့အချိန်မှာလေဟိုခိုးတဲ့လူကိုပဲတနာတယ်ကျမတို့ ကဲနော်ကိုယ့်ရဲ့စိတ်ကမနှက်စာစားမယ်ဆိုပြီးတော့ TikTok လေးခဏကြည့်မယ်ဆိုပြီးကြည့်လိုက်တယ်အဲ့ video file ကိုမြင်လဲမြင်တယ်ဆိုင်ရှင်ကလုံးဝမနှက်စာတော့စပ်စပ်နော်အဲ့ခံနေရတဲ့ခိုးတဲ့အမာကြီးကိုပဲအမာကြီးရောမဟုတ်အန်တီကြီးကိုပဲသနာရဲအဟိုကျွန်မလိုက်ကြည့်ရတော့အိုက်ဆိုင်ရာလှိုင်းတာရာလှိုင်းတာရာလိပ်စာလိုတော့တွေ့ရအဲ့အန်တီရဲ့လိပ်စာကြည့်ရဘာညာဆိုလဲဒီ comment လေးမှာတစ်ချက်လောက်မှန်ခဲ့တယ်ကျွန်မလှူခြင်းလို့အဲ့အန်တီကိုလှူခြင်းလို့ဘလိုပြောမလဲရဲလက်ထဲအပ်လိုက်ပါရဲလက်ထဲအပ်လိုက်ရှင်နေများရယ်နော်ပြောအဲ့လိုက်ကြည့်ပြောလေရှင်နေမောတယ်ဒီလား ဟင်းနေမောရဲ့ရဲလက်ထဲအလိုက်ရဲရလုဆရာရှိရလှုပ်သွားလိမ့်မယ်။ဒါမှတောင်းယုံနေအောင်ဆိုလည်းအဲ့လိုမျိုးကိစ္စရဝင်လဲမပြောဘူးပြောလိပြောထားလည်းမရှိဘူး။ကိုကြည့်ကြည့်နေဆိုရင်ကြည့်လိုက်တယ်မကြည့်ကြည့်ကြောပါလိုက်တယ်ကိုကိစ္စအဲ့မဲ့အလောက်ကြည့်ပြီးရောလေကျမတကယ်စိတ်မကောင်းတကယ်စိတ်မကောင်း။ဟောခလေးလေးကိုလှုပ်သူ့မှာလေဟိုကျမခလေးကိုမလှုပ်ပါနဲ့ကျမကိုပဲလှုပ်ပါသူ့သားသမီးကိုလှုပ်မှာဆိုလို့ဟိုဘယ်လိုပြောမလဲအခုဟာကွာ သူခိုးတယ်ဆိုတာလည်းသူ့မှာလည်းအကြောင်းရရှိမှာပဲဟိုကျမခိုးရလူတိုင်းကအပြေးအမြောက်လောက်တာမဟုတ်ဘူးတကယ်မရှိလို့လှုပ်လိုက်လုံးမိလှုပ်ရလှုပ်လိုက်တဲ့လူတွေလည်းရှိရတချို့ကျလည်းမလှုပ်စားခြင်းလို့အပြင်းကြီးပြီးတော့ဟိုသူများတကပစ္စည်းကိုအလကားအချောင်းလိုခြင်းလို့လှုပ်စားရဲလူကလည်းတသက်ရှိရတချို့ကျလည်းအခက်ခဲဖြစ်နေလို့မဖြစ်မနေမို့လှုပ်လိုက်ရဒါလည်းရှိရအချောင်းမျိုးမျိုးကြောင့်ရှိရသူ့အကြောင်းနဲ့သူဟိုလိုပြောမလဲသူပြောပါသေးတယ်အဲ့ထဲမှာနင့်မှာခြေလက်တွေနင့်မှာလည်းခြေလက်တွေပါပါပဲငါမှာလည်းခြေလက်တွေလှုပ်စားဖို့ဆိုတော့ဘဝပေးခြေနေရမတူကြဘူးလေဘဝပေး ေးချင်နေရမတူကြဘူးဘယ်လိုပြောမလဲလုပ်ငန်းလုပ်ဖို့အရင်နေ့ရှိရလို့ရှိတယ်လို့အရင်နေ့မရှိရလို့ရှိရအဲ့လိုမျိုးပဲတယောက်နဲ့တယောက်ဘာဘဝပဲကုသိုလ်ကံတူကြဘူးအမှမကျင့်နိုင်ဘူးလားရဲလက်ထဲအလားအဲ့လောက်ထိလုပ်เสียရမလို့အဲ့လေခိုးတဲ့